အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပေါ့မြုပ်နယ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်တိုက်ခိုက်တာမခံရလို့ PDF တွေကိုပောက်ကွဲနေတဲ့ပောက်ကူတော်ရုတ်တံကိုတင်ဆက်ပေးလိုက်ပါတယ်မင်္ဂလာရှိတဲ့ဇာတ်မတော်တပ်မတော်ချင်းမြတ်လူတပ်မတော်တိုင်းပြည်ကိုအမှန်တကယ်ချင်းမြတ်လို့တဲ့လူတွေတိုင်းပြည်ကိုချင်းမြတ်လို့တဲ့လူတွေအကြမ်းဖက်ကိုမလိုလားတဲ့လူတွေတပ်မတော်ချင်းမြတ်နိုးတွေတွေအတွက်ကတော့မင်္ဂလာပဲအကြမ်းဖက်တွေကိုထောက်ခံဝိုင်းရံအားပေးတဲ့လူတွေအတွက်ကတော့နားထဲကိုတိုင်ယူတောင်းထည့်တယ်လို့ပဲခံစားရမှာဖြစ်ပါတယ်ဗျဒီနေ့ဦးဇင်းတို့ ြေဦးလည်းအနောင်ချုံမျိုးနယ်တဲကအုံမဒီအုံမခါဆိုဥစဉ်ခဏခဏပြောတာပါဗျာအလုံးလည်းကြားမှာဗျာတက်ကောအုံမဒီအုံမခါလို့ပေါ့နော်ဒီကနေ့မှာတော့ဥစဉ်တို့တက်မတော်ကနေမှဟိုတလောကဥစဉ်တွားခဲ့တယ်လို့ပဲဖြစ်တော့ဥစဉ်နဲ့ဒီဒီဘက်ဆိုကီလိုမီတာ900လောက်တော့ကွာမှာပေါ့နော်ဒီနေ့မှာလည်းထုံနီးတူသွားပါပြီကဥစဉ်တို့တိုင်းပြည်ရဲ့တကယ်တွေ့ရကောင်းနေပေါ့ဗျာတိုင်းပြည်ရဲ့တက်မတော်တွေ့ရကောင်းတက်မတော်ဒါတွေ့ရကောင်းနေဟာအကုန်လုံးပေါ့ဗျာနိုင်ငံဝန်ထမ်းတွေ့ရကောင်းနေဟာ တိုင်းပြည်ကြီးငြိမ်းချမ်းဖို့တိုင်းပြည်ကြီးအေးချမ်းဖို့အတွက်ကိုအဲ့ဒါကိုပြန်နာမထားပဲနဲ့တကယ်ကိုလေးစားစရာကောင်းတဲ့တိုက်ွက်မျိုးနဲ့ PPCC ပေါ်ဆောင်တိုက်ခိုက်ရမှာအမဒီအမကတဲကော်ဘက်မှာရှိတဲ့အကြက်ဖက်တရားအတုံးယုံမဲ့အလောင်းကိုဆွဲအတုံးယုံမဲ့အသေးများပြီးဒဏ်ရာဒဏ်ချက်တွေများပြီးအလောင်းကိုတောင်မှကုံအောင်မဆွဲနိုင်ပဲနဲ့အလောင်းများနဲ့လက်နဲ့များကိုလည်းစံခဲ့ပါတယ်ဗျာ အခုလိုခင်ဗျားတို့ပေါ့ကိုတော့ပြောတဲ့စကားကိုနားထောင်လိုက်ပြီဟာဖုန်ကြီးကလူဒေတာကိုဝန်တာတယ်ဘာနဲ့ညှိတယ်ညာနဲ့ညှိတယ်ဘာညာဦးစင်းကပြောပြီးပြီပဲလူဒေတာကိုဝန်တာလာမဟုတ်ပါဘူးဗျဒေတာဒေတာကိုဦးစင်းတို့ကမြင်လဲမမြင်ချင်ဘူးကြားလဲမကြားချင်ပါဘူးဗျာနော်ဒေတာဒေတာကိုဦးစင်းတို့ကမြင်လဲမမြင်ချင်ဘူးကြားလဲမကြားချင်ဘူးတို့ပင်ဒါပေမဲ့ဦးစင်းတို့အနေနဲ့ကဒီအကျန်းဖက်တွေမရှိမှာပဲဒီခင်ဗျားတို့အုံမလီအုံမကတဲကိုအဲ့ဘက်30ဆိုအကုန်လုံးနေရာတွေကတကယ်အေးချမ်းတဲ့နေရာတွေနော်တကယ်အေးချမ်းတဲ့နေရာတွေတကယ်ငြိမ်းချမ်းတဲ့နေရာတွေ တကယ်စီးပွားရေးလုပ်ကောင်းတဲ့နေရာတွေတကယ်တောင်းလို့တောလို့တောင်းတာတွေအကုန်လုံးပေါ့ဗျာတကယ်ရိုးသားပြီးတကယ်အမှန်တကယ်အေးဆေးဆေးနေကျင်တဲ့သူတွေဒီဒီအနေဘလောင်နေပီဒီအကျန့်ဖက်တွေရောက်မှသာလဲဒီနေရာတွေတောလို့တောင်းတာတွေအိုးမဲ့အိမ်မဲ့ပြေးလွှားနေရတာတွေအများကြီးပါဗျာနော်အများကြီးပါအဲ့တော့ပြည်သူတွေလည်းဒီအကျန့်ဖက်ရဲ့ဒဏ်ကိုမခံနိုင်တော့ဘူးအဲ့တော့ဦးစင်းတို့ဒါပြည်သူတွေရဲ့အတံမဲ့ဟာအုံးရေဘယ်နှစ်ရှင်းနိုင်မလဲဗျာဘယ်နှစ်တပြိုတို့ပြန်မလဲဗျာဘယ်နှစ်နေရမလဲဗျာဒကမကြီးတို့တိခန့်ဆောင်နေ2025မကြော်စရာဘူးခင်ဗျားတို့ခင်ဗျားတို့နေရာကိုအေးဆေးဆေးပြန်ပြန်ရစေရမယ်ဟုတ်လားအခုလည်းအာပိစကားပြောတာပေါ့ဗျာအာပိစကားပြောတော့သူလည်းတကယ်ဝမ်းတာလေ အခုဆိုလို့ရှိရင်ဦးဇင်းတော်ဥပဒေဥပမကားမှာရှိတဲ့ကမ္ဘာတော်များအဲ့ဒီနာယွာနီ60ကျေးဇူးမှန်တယ်များကအပြည့်အဝထောက်ခံဝိုင်းရတယ်။ဘာဖြစ်လို့ခင်ဗျာဒီဗန်ခွေးဆိုလို့ရှိရင်တမ်မတော်ရှိတဲ့အတွက်ကြောင့်ဘယ်အိမ်မှမပြက်စီဘူး။ဘယ်အိမ်မှမထိခိုက်ဘူး။တမ်မတော်မရှိတဲ့နေရာတွေဥပဒေဥပမကားတစ်ချိန်အတူတူပြန်နေဘလောင်တွေလက်ထက်ပါသွားတယ်။အိမ်မှမကောင်းဘူးဘုံပြက်စီ။ဘုံလေနော်။အိမ်နဲ့ပြက်စီတွေယူတဲ့အိမ်ကိုမင်းရှုတဲ့ရစရာမရှိအောင်လက်ကော်ပဲတည်ပါလေ။ဘာဖြစ်လို့ဒါဒီနေရာတွေအကြမ်းဖက်ဆိုးမိုးတဲ့အတွက်ကြောင့်ဘာတစ်ခုမှကောင်းတာမကြံခဲ့ဘူး။အဲ့တော့တမ်မတော်ရဲ့သူတို့ရဲ့ကျေးဇူးတရားကိုကျူရီယာတစ်ဖြည်းဖြည်းနဲ့တည်တာ။ ဲ့အကျန့်ဖက်ကိုမလိုလားတော့အဲ့တော့ဒီနေ့တက်ကောဘက်မှာတော့မင်္ဂလာရှိတဲ့စကားပါပဲကနော်တက်ကောရဲ့အထက်ရွာလေးမှာမင်္ဂလာရှိတဲ့တာနော်မင်္ဂလာရှိတဲ့နော်အလောင်းတွေအတုံးယုံနေပဲဆွဲပြေးမိပြီးမှနော်အလောင်းတွေလည်းကြံခဲ့တယ်လက်နဲ့တည်းလည်းရလာတကယ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်ပေါ့ဝမ်းမြောက်ဝမ်းသာသေတာကိုဝမ်းမြောက်ဝမ်းသာဖြစ်တာမဟုတ်ဘူးအဲ့ဒီကဲတိုင်းပြည်အတွက်ကိုနော်နိုင်ငံတော်ပြည်တဲ့လာခံနေပေါ့ဗျာဒါထားပါတော့နော်တကယ်တိုင်းပြည်ကိုချစ်တဲ့စိတ်ပေါ့ဗျာတကယ်ငြိမ်းချမ်းမှုကလူလားတဲ့စိတ်နဲ့ ခံယူချက်နဲ့ဒီလူတွေကိုအေးချမ်းချမ်းနေခြင်းနေစေခြင်းနဲ့စိတ်နဲ့တိုက်တော့ကိုဘက်ကတော့ထိခိုက်တန်ရာတစ်ခုမှမရှိပါဘူး။ဒါကတော့ဘာပြောပြောလက်မတော်သားတွေရဲ့စိတ်တက်ကိုဦးစင်းကဝမ်းမြောက်ဝမ်းတာဖြစ်တာဖြစ်ပါလေဗျာနော်။သေတာကိုသေလို့ဝမ်းမြောက်ဝမ်းတာဖြစ်တာမဟုတ်ဘူး။လက်မတော်သားတွေရဲ့ခံယူချက်နဲ့စိတ်တက်ကိုဝမ်းမြောက်ဝမ်းတာဖြစ်ခြင်းဖြစ်ပါလေဗျာ။ဒါကတော့ဩမတိဩမခပဲကမှအောင်ပွဲရတာကိုဦးစင်းတို့ကပြောပြခြင်းဖြစ်တယ်။ဦးစင်းတို့ မကွေးတိုင်းပခုတ်ကူခရိုင်ပေါ့မြုံနယ်မှာလည်းနမခါရဲ့ဂျေဇူးတိုင်မူကြီးရဲ့နော်ဂျေဇူးကြောင့်ပေါ့ဗျာဒီလိုရင်းနှန်းနေသွားတယ်ရင်းနှန်းနေပါတဲ့ခါမှလည်းတစ်ဖက်ခြံရံပြီးမှ300 300ပြီးခြံရံပြီးမှရင်းနှန်းနေကိုဝိုင်းရံပြီးတယ်ပေါ့မြုံလမ်းမကြီးမှာထောင်ထားတဲ့မိုင်းမောင်သားသွားလို့ကိုရှင်းပြီးမထိတိုင်အောင်ရှင်းပေးတယ်နော်အဲ့တော့ပေါ့မြုံပေါ့မြုံနယ်လူနေသားတွေအခုတ်ကူခရိုင်မှာရှိကြတဲ့ပြည်သူပြည်သားနေသားတွေခင်ဗျားတို့အတိညာနေဖွံ့ဖြိုးတင်ပြီလို့ပြောချင်ပါတယ်ဗျဟုတ်ပြီခင်ဗျားတို့ဒီ PDF တွေအကြမ်းဖက်တွေကိုထောက်ခံလို့ခင်ဗျားတို့ရွာတွေအကြမ်းမှုရှိရလားငင်းကြမ်းမှုရရှိရလားအားမလို့ခုတ်ကူစားတော့ရလား ဲ့ခင်ဗျားတို့ကိုဒုက္ခပေးတာတမတော်ကလားဒီအကျမ်းဖက် PDF တွေကပေးရလားဆိုတော့ခုခုကခင်ဗျားစဉ်းစားတည်နေအခုဘန်းတို့နဲ့မှရိတ်ခါလိုရတော့ကြောင့်ရိတ်ခါလာဖို့တယ်ဘယ်သူကလာဖို့လားလဲဘန်းတို့ကနေရောရှိတယ်စိတ်ရောရှိတယ်အာတမတော်ကရင်တိုင်းကြီးနဲ့ကုန်တိုင်းကြီးနဲ့ကားတော်တော့ဖတ်ဖို့လေဒါကတော့အစိမ့်နေအတွက်ဆိုပြီးသွားဖို့တာမို့အနီရောအစိမ့်ရောတို့သွားဖို့လားတမတော်မှာအနီအစိမ့်မရှိဘူးပြည်သူသွားပဲရှိတာပြည်သူတွေကဒီရိတ်ခါလာနေကိုတွားဖို့ကြီးဖြစ်တယ်သမီးကို9000 6000နဲ့ပြေးမစားတော့တမတော်ကဒီဆိုင်ရိတ်ခါလို့တွားဖို့ကြီးဖြစ်တယ်။ဒါကိုလေ ကောင်းမြတ်နေမှာရှိတဲ့သူတွေတဘောပေါက်တယ်မှာတွေကနော်တဘောပေါက်တယ်မှာနော်တပိပိုင်းနဲ့ကျုံမဲ့ဘာနဲ့ကျုံမဲ့ဘာနဲ့ညာနဲ့ညာနဲ့ခင်ဗျားတို့ PDF တွေပိုင်းတဲ့ရွာရဲကျွဲအဲ့ဒါတွေကခင်ဗျားဆေးရတော့မပြောပါဘူးအကျန့်ဖက်တွေကလက်နဲ့ရှိလို့ရှိရင်တဘောတဲ့ဓမ္မရင်းနဲ့အတူတူပဲတမတော်စေချောင်းလာရင်ခင်ဗျားကြည့်တိုက်ကြပါလားမလုပ်တော့ဘူးလားတမတော်စေချောင်းကခင်ဗျားကလည်းဒီကကံမရပဲရှိတယ်ဟုတ်ရေးပြန်မှမရှိတော့ဘူးဒီတာထက်တူကနော်ဆန်းလာပါကြီးကြမ်းလာပါဆိုပြီးသူပေါ်နိုင်ချင်းတဲ့ကောင်တွေကမရှိဘူးပြေးပြီဘယ်ပြေးလို့ဘယ်ပေါ်လို့မသိဘူးတမတော်ပြန်တော့ရောက်လာတယ်ကဲ ပြည်သူကအားကိုးရမှာပြည်သူကာကွယ်ရေးဆိုတဲ့ကောင်တွေကပြည်သူအတွက်ဆိုတဲ့ကောင်တွေကပြည်သူကသူတို့ကိုအားကိုးရမှာလေသူတို့ကအရင်ဥအောင်ပြေးနေတာပြည်သူအတွက်ဆိုချလေဗျာသူကလည်းပြည်သူဟုတ်လားချလေဗျာတိုင်းတော်စစ်ကြောင်းလားတိုက်လေဗျာတိုက်ရဲလားဥအောင်ပြေးတာဥအောင်ပြေးတာသုံးနေအောင်အိန္ဒိယမှာဘယ်လောက်စောင့်ကြည့်မကောင်းလဲမိုင်းမထောင်းမခဲ့တည်းရအဲ့ဒီမိုင်းကပြည်သူတွေရဲ့နွားတွေပြိဆိုင်တွေပြည်သူတွေပဲထိတာပြည်သူတွေပဲထိတာအဲ့တော့ပေါ့မြုံနယ်မှာရှိကြတယ်ပခုတ်ကူခဲနယ်မှာရှိကြတယ်ပြည်သူပြည်သားများအားလုံးသဘောပေါက်တယ်မြည်လို့ပေါက်ကူတော့ပြောချင်ပါတယ်ဗျအားလုံးတာပါပဲဗျ နေပြည်တော်နဲ့အေယာဝတီတိုင်းမှာရဲမှုများရဲရရှိများကလိုင်စင်မဲ့ကားအယောင်းဝယ်ဆက်လက်လုပ်ကင်ပြီးလိုင်စင်မဲ့ကားများစီးနင်းနေစေ။အေယာဝတီတိုင်းရဲတပ်ဖွဲ့တိုင်းယုံမှဒူရဲမှုချစ်ဆန်းမောင်နဲ့အင်းဤမယားညီအကိုဒူရဲမှုအောင်နိုင်မိုးတို့နှစ်ဦးသည်လိုင်စင်မဲ့ကားအယောင်းဝယ်ပါဝင်ရာဇဝတ်လုပ်ငန်းများကိုလုပ်ကင်ကြီးပွားလာပြီးလက်ရှိအချိန်ထိလိုင်စင်မဲ့ကားအယောင်းဝယ်မှုများနဲ့ဆက်ဆက်လုပ်ကင်နေစေဖြစ်ကြောင်းရဲတရင်ရင်မြစ်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည် ရဲမှုအောင်နိုင်မှုသည်အာနာတိန်ခါစကာလာကအင်းစိန်မျိုးနယ်မူဘွားတွင်နိုင်ငံရေးလှုပ်ရှားသူများကိုဖမ်းဆီးရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်းထို့သို့လှုပ်ဆောင်ခဲ့သည့်အတွက်အချိန်တိုအတွင်းရဲမှုရာထူးတို့တိုးမြင့်ပေးခံခဲ့ရပြီးအေယာတုမြတီတိုင်းတို့ပြောင်းရွှေ့ခဲ့ကြောင်းရင်နောက်လိုင်စင်မဲ့ကအယောင်းအဝယ်ကြားဖြန့်လောင်းကစားလိုင်းကြီးကောက်ခံခြင်းအပါအဝင်တရားမဝင်လုပ်ငန်းများလုပ်ကင်၍အချိန်တိုအတွင်းချမ်းသာကျွဲသူမြလာကြောင်းသိရှိရသည် တူရဲမှုချစ်ဆန်းပေါင်မှာလဲလိုင်စင်မဲ့ကအယောင်းဝယ်နဲ့ရခိုင်ပြည်နယ်သို့ကုန်စီတင်ဖို့ရောင်းချနေသူများကိုဖမ်းဆီးငွေညှစ်ခဲ့ခြင်းဖြင့်ချမ်းသာလာသူဖြစ်ကြောင်းသိရှိရသည်ရဲမှုအောင်နိုင်မှုနဲ့ဒူးရဲမှုချစ်ဆန်းမောင်ရဲ့ပိုင်ဆိုင်မှုကနဲတာမဟုတ်ဘူး။အေယာဝတီတိုင်းဘက်မှာလက်ဆောင်ထပ်ဆုံးနှစ်ဦးဖြစ်လာတာရေနံသာစစ်စေးရေးဂိတ်လိုဟာမျိုးတွေကိုသူတို့တွေကကုကဲကြီးကျက်ရတယ်။လိုင်စင်မဲ့ကအယောင်းဝယ်လောက်ကျသူတွေလည်းဖြစ်တယ်။သူတို့နှစ်ဦးအတွဲကအင်မတန်လက်တံပြောင်သူတွေဖြစ်နာမည်ကြီးတယ်။ ဟုရဲတရင်ရင်မြစ်ကရန်ကုန်ခေတ်သစ်တရင်ဌာနသို့ပြောကြားပြီးချမ်းသာကြွယ်လာသောရဲမှုအောင်နိုင်မှုကရွှေစင်လာမင်းစီဆိုင်လင်းလင်းဆိုင်ကရောင်းဝယ်ရေးဆိုင်များကိုလည်းလင်းလင်းဆိုသောပုံကူကနမေခံ၍စီးပွားရေးလုပ်ကင်ပေးနေကြောင်းရဲတရင်ရင်မြစ်ကဆက်လက်ရှင်းပြသည်